2025အောက်တိုဘာလ23ရက်နေ့မှာအေယာဝတီတိုင်းမြောင်းမြောင်းမြို့နယ်ကအသက်56နှစ်ရှိနေပြီဖြစ်တဲ့ဖုန်ကြီးတစ်ပါးဟာဖုန်ကြီးကျောင်းတိုင်းမှာလာရောက်မိကုန်နေထိုင်ရရှာသူငါးရက်ကျောင်းသူ10နှစ်ကျော်အရွယ်ကလေးမတယောက်ကိုအချိန်ချင်းအတ္တမပြုတ်ချင်းငဲ့ပြီးကိုဝင်ငါးလရှိနေချိန်မှာအရက်လက်တဲနဲ့ကိုဝင်ဖြတ်ချခိုင်းခဲ့တာမို့ကိုဝင်ဖြတ်ချချိန်အမှားရတစ်ခုဖြစ်ခဲ့တာကြောင့်ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့အကြောင်း ကလေးငယ်ဟာဆေးရုံမှာဆေးကုသမှုခံယူနေရကြောင်းဒေသခံတွေကပေးပို့တဲ့သတင်းတွေဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့နေကြပါတယ်။အရမကျိုးစင်သူဖုံးတော်ကြီးဟာရဟန်းပွဲအမိဦးဥဒမလူအမိဦးအေလွေဆိုသူဖြစ်ပြီးအသက်56နှစ်ဝါတော်59ဝါရရှိထားပြီးသူဖြစ်ပါတယ်။အခင်းဖြစ်ပွားခဲ့ရာငွေဟင်းသာတော့ရကြောင်းဟာမြောင်းမြမျိုးဖျားငုတ်တို့ရှမ်းစုကျွေးရွာမှာရှိတာပါ။နင်းနာသူသားဟောင်ကလေးမလေးအပါအဝင် အကူဖြစ်သူဟာရွှေဟင်းသာတော့ရကြောင်းမှာမိခိုနေကြရသူတွေဖြစ်ပြီး အပြိုးဖို့ဝင်ချင်းကလေးကလိမ့်မှုပိုင်းဆိုင်ရာအမျိုးမျိုးအမျက်ထုတ်စော်ကားလိုနေခဲ့တာအခုမှဖုံးမရဖိမရပေါ်လာတာမို့လူတွေကသိကုန်ကြတာ ကလေးမရဲ့မိသားစုကနာခဲ့တဲ့အကြီးကျယ်ခံခဲ့ရတဲ့ဘက်ကပါသူတို့မိသားစုကဆင်းရဲလွန်းလို့သမီးလေးနဲ့သားကြီးကိုဖုန်ကြီးစီမှာအပ်ထားခဲ့ရတာကလေးကငါးရက်ဆိုပေမဲ့ကြားအချိန်နောက်ထားခဲ့တာမို့၁၄နှစ်ကျော်နေပြီလို့ဖုန်ကြီးဆောင်နဲ့နေဆက်သူဒေသခံတွေက ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဦးဦးတမခေါ်ဦးအေးလွင်ဟာတော်တော်ဖုန်ကြီးတယောက်ဖြစ်ပြီးအသက်၃၀ကျော်မှသဒ္ဒနာပောင်ကိုကူပြောင်းခဲ့တာကြောင့် လူဘဝတော့ကခံစားခဲ့ရတဲ့လောကီစည်းစိမ်တွေကိုမီးမဖြောက်နိုင်ခဲ့ပဲတမတ်စိတ်တွေရှိနေသေးတာမို့ဒီလိုအမှုကိုကျူးလွန်ခဲ့တာဆိုပြီးလူတွေကဝိုင်းဝန်းပြောဆိုနေခဲ့ကြသလို15နှစ်ကျော်ဘုံကြီးဝတ်နဲ့နေခဲ့ပြီးကမှစိတ်အတင်းဆောင်တစ်ချက်ကြောင့်ဖောက်လဲဖောက်ပြန်ဖြစ်မိသွားတာကိုမထိန်ဆုံနိုင်ခဲ့တာမို့လမ်းရွေးကိုရှောင်ရင်းလမတစ်ချက်မှားခဲ့ရပြီးအဝိဇ္ဇာဖုံးသွားရရှာတယ်လို့လဲဆိုကြပါတယ် တင်ငန်းစီပီသဒနာပေါင်ကိုဝင်နေဆိုတာလူလောကလူပေါင်ကိုစိတ်ကုံလို့လောကထရာကိုအားထောက်ကြတယ်လို့ပုထုဇဉ်တွေအတွက်ပေါင်းများထားတဲ့တရားတော်တွေနဲ့ပစ္စုပန်အနာကတိတန်တရားနှစ်ဖြာအတွက်လမ်းပြပေးကြတဲ့ဆရာတော်ဖျားကြီးများလည်းရှိတယ်လို့လူလောကလူပေါင်မှာအသက်မဝမ်းကြောင်းပြုလို့ရမှာပြင်းရတာကြောင့်အနေအဆားချောင်မဲ့ထင်ပြီးသဒနာပေါင်ကိုဝင်ခိုကြတဲ့တင်ငန်းရီချုံပုဂ္ဂိုလ်တွေလည်းရှိတတ်ကြပါတယ်လောကထရာစာပေတွေကိုလေ့လာတာ တမထဘာဝနာလို့ခေါ်တဲ့ဥပစာရတမာတိအပ္ပနာတမာတိခေါ်တဲ့အားကောင်းတဲ့စိတ်တည်ငြိမ်မှုတမာတိရအောင်အားထုတ်တာဝိပဿနာဘာဝနာလို့ခေါ်တဲ့စိတ်နဲ့ရောက်မှရှိတဲ့အနိစ္စဒုက္ခအနတ္တသဘောသုံးမျိုးကိုကိုရင်းညာနဲ့အမှန်တိုင်းသိပြီးတော့မစိတ်ခိုစိတ်နဲ့ကိလေသာတွေကိုအကျွမ်းမဲ့ပဲဖြတ်ပြီးစိတ်နှလုံးဖြူစင်အောင်စေကြောပြီးစိဉ္ယကိညာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်အားထုတ်တာစင်ကြယ်တဲ့သီလကိုအခြေခံပြီးကိုစိတ်နှလုံးကြည်လင်အောင်အားထုတ်တာစတဲ့အခြေခံအကျင့်သီလတွေကိုကျင့်ကြံမဲ့အစား တင်ငန်းရီခြုံပြီးစီးပွားဖြင့်ငွေရှာနေကြတဲ့ဆရာသိန်းဖေမီးရဲ့တပ်ဖုံကြီးစာအုပ်ထဲကလိုဖုံကြီးမျိုးတွေလည်းသဒ္ဒနာဘောင်မှာရှိနေခဲ့တာကနှစ်ပေါင်းအတော်ကြာခဲ့ပါပြီဘုရားဘာသာမှာမမဟုတ်ပါဘူးဘာသာတိုင်းမှာလည်းဒီလိုဆုံးပြူပုံကူတွေကမကြခဏပေါ်လာတလိရှိကြတာပါပဲဘုံကြီးတစ်ပါးဖြစ်ပြီးပုထုဇဉ်အလုပ်ကိုတောင်းတနေခဲ့မယ်ဆိုရင်တော့သဒ္ဒနာတော်ကိုညွှန်ွှတ်အောင်လုပ်ပြီးသဒ္ဒနာပြအောင်ဖြတ်နေမယ်အစားလူထွက်ပြီးမှသာလုံတဲ့အရာမျိုးပါ ။ဘာလို့လဲဆိုတော့ဒီလိုအမှုခင်းတွေပေါ်လာခဲ့တိုင်းတကယ်စစ်မှန်တဲ့အရိယာနေဝင်နေရဲ့စိတ်နှလုံးကိုနောက်ကြည့်ညူနံသွားစီလိရှိတာမလို့ပါ။ကလေးငယ်ကိုအမပြူးချင်းခဲ့တယ်လို့ဆွဆွဲခံရသူဖုံးတော်ကြီးဟာကလေးငယ်ကိုဝင်ရလာချင်းတရားစခန်းဝင်ရမယ်တရားပွဲတွေလည်းတောဖို့ရှိတယ်လို့အကြောင်းပြခဲ့ပြီးကလေးငယ်နဲ့အတူမိသားစုကိုပါချင်းကုန်းရွာကိုခေါ်ဆောင်သွားလို့အရက်လက်တွေကိုခေါ်ယူကာကိုဝင်ဖြတ်ချခဲ့တာဖြစ်ကြောင်းသိရပါတယ် အရင်ဖြစ်စဉ်ကိုကလေးငယ်တက်ရောက်ပညာသင်ကြားနေခဲ့တဲ့စာသင်ကျောင်းကတာဝန်ရှိသူတွေနဲ့ဒေသတွင်းကလေးငယ်ကာကွယ်ရေးအဖွဲ့ဝင်တွေကသိရှိသွားခဲ့ပြီးတရလိုပြုလုပ်မြောင်းမြရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပြီးကလေးငယ်နဲ့မိသားစုကိုတွေ့ဆုံခေါ်ယူနိုင်မှုကြိုးပမ်းခဲ့တဲ့အချိန်မှာပဲအရမပြုချင်းခဲ့ရလို့ဆွဆွဲခံရသူဖုန်ကြီးဟာမြင်းမြနိုင်တော်ရဲ့အခြေအနေကိုရောက်သွားခဲ့ပြီးမို့ငါတို့ရိုးသားတွေမင်းတို့မတရားဆွဆွဲနေကြတာအရန်တွေးနေကြတယ်ဟုတ်လားတွေးကြ တပုတ်လွလွဆွဆွပြောဆိုနေကြတာကိုဖော်ထုတ်နိုင်ဖို့ကလေးမမိသားစုကိုငါကိုယ်တိုင်လာဖို့ပေးတာပဲလို့ပြောပြီးကလေးငယ်မိသားစုကိုရွံ့ရလူကြီးတွေစီကိုယ်တိုင်လာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီလိုပို့ဆောင်ပေးပြီးချင်းမှာပဲဖုန်ကြီးဟာကားကိုထားခဲ့ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ရေစခန်းအချင်းချင်းချိတ်ဆက်လုံဆောင်မှုတွေအရာအောက်တိုဘာ23ရက်နေ့တနင်္လာနေ့မှာပဲဖန်အံမြို့မှာဖန်စီရမိခဲ့ပါတယ်။ရေတပ်ဖွဲ့ရဲ့စစ်စီတွေ့ကြည့်ချက်အရာဦးအောင်တမခေါ်ဦးအေးလွင်က အခုနှစ်2025ခုနှစ်ဇွန်လတည်းကနေစပြီးဘုံကြီးတောင်အတွင်းမှာခလေးငယ်ကိုအတင်းချင်းတာမယာပြုကျင့်ခဲ့တာဖြစ်ပြီးမိဘတွေကိုပြန်မပြောရန်နဲ့တခြားသူတွေကိုတစွန်းတစားမှထုတ်မပြောမိစေရန် ပြင်းပြင်းထန်ထန်ချိန်ချောက်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်လရှိချိန်မှာတော့ဦးအုပ်တမကိုဦးအေးလွန်ဟာခလင်းငယ်နဲ့မိသားစုကိုတရားစခန်းအကြောင်းပြခေါ်သွားခဲ့ပြီးခလင်းငယ်ရဲ့ကိုယ်ဝန်ကိုဖျက်ချခဲ့တာကြောင့်လက်ရှိမှာခလင်းငယ်ဟာမြောင်းမြဆေးရုံမှာတက်ရောက်စီးကူတောင်းမှုခံယူနေရကြောင်းသိရှိရပါတယ် ။ဥဩသမကိုဥဝေးလွန်ကိုတော့ညောင်မြမြို့ရဲစခန်းကပုံမှန်သုံးခုနဲ့အမှုဖွင့်အရေးယူထားတယ်လို့ဒေသခံတွေကပြောကြပါတယ်။အဆုံးထိရှိရှိပေးခဲ့လို့ကျေးဇူးတူပဲတင်ရှိပါရှင်။နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်သတင်းအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါရှင်။